မမမမမမမင်းကလေးတွေမြမရခြင်းထိမ့်သိမ့်ပြီအများဆုံးဆက်ဆူသွားတယ်ဆီတော်ကြီးတယောက်ဖြစ်ပါ Now အမေနဲ့ပတ်သက်တဲ့ခြင်းဆိုကိုထုံးရင်အကောင်းဆုံးပြောချင်ပါအမေမိသားကအမေယေရှုတရားကိုကတော့လေနေရာမှာကိုထုံးရင်တော်တော်ပဲထူးကြပါလေ အကျွန်တော်အကြိုက်ဆုံးသချင်းပြိတ္တလည်းကြိုက်ကြမှာပါအမေနဲ့ရောဝန်းနေသူသချင်းလေးတွေနောက်ရင်နဲ့ထိထိခြားခြားခံစားမိတာကတော့ကိုထွန်းရဲ့အကောင်းဆုံးအရှုံးသမားဆိုတဲ့သချင်းတစ်ခုပါငါကလေးကလည်းသူ့ရဲ့သချင်းလေးကိုဂုဏ်ကြီးတည်ဆိုခဲ့ပါသူရဲ့အမိသချင်းနေပြီးပါသချင်းလေးတွေကိုမှတ်ရမိပါတယ်။နားစရာစွတ်ပါတယ်။ ကုန်းဟောလဲဝန်လဲဝန်လဲပါလေသူ့ရဲ့အကြောင်းလေးကျွန်တော်တို့တိဂိတာသမားတွေပြောပြကြပါလေညာကျွန်တော်တို့ခင်းတရာဦးဆုံးရင်ဆိုသွားတဲ့တချင်းတွေထဲမှာကျွန်တော်တို့အရင်နဲ့ကြိုက်ခဲ့တဲ့တချင်းတွေပေါ့ဗျာဥပမာကျွန်တော်ကျွန်တော်တို့စာအုပ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရွာနဲ့ပတ်သက်ပြီးတော့အပျော်တချင်းလေးတွေပေါ့ကျွန်တော်တို့ရွာတလေးတောတလေးဆန်းဆန်းတချင်းလေးတွေပေါ့ ရှင်းတချင်းလေးလို့လည်းပြောလို့ရပါတယ်နောက်တစ်ခါကျွန်တော်တို့ခန်းဝင်နဲ့ပတ်သက်လို့တော့ကျွန်တော်တို့ခန်းဝင်မေမေဆိုတဲ့ချင်းကတော့ဆရာကြီးရဲ့တချင်းနေထဲမှာကျွန်တော်တို့အကြိုက်ဆုံးအခုချိန်ထိလည်းဟိုပေါ့ရေမန်းစားနေတဲ့တချင်းကိုမြင်ပါတယ်ခန်းဝင်မေမေဆိုတဲ့ချင်းဆိုတာလည်းအခုချိန်ထိကျွန်တော်နားထဲမှာကျွန်တော်တို့ဆွဲကြံရတဲ့တချင်းမျိုးကြီးဆရာကြီးကတော်တော်များများတည်ဆိုခဲ့တာရှိပါတယ်ဒီလိုပို့ဖို့ရှားပါတယ်ဒါပြလောက်က တော့ကဆက်တိပူရောကတချင်းမြမသားကျင်းဟိုထိနေနေပုဒ်တော်ဇီယာအောင်မေသူတို့အငိမ့်လောကမှာလည်းအငိမ့်လူရှင်တော်တွေကလူတချင်းနဲ့ကြလုံးထုတ်ကြကြတာတွေကိုအများကြီးပဲမင်းသားချွန်းရစံပြောင်းဆိုပြီးတော့နော်ဒီလောက်ဆိုတော့မင်းသားချွန်းကြော်ကြပါလေချစ်ကြပါကျွန်တော်ဒီစတော့အငိမ့်ပုံပေါ်မှာလဲအဲ့လိုသူတချင်းနေတဲ့စံပြောင်း ကျွန်တော်အခုသိုးခဲ့တယ်ကျွန်တော်တို့သိုးခဲ့တယ်ကြလုံးထုတ်ခဲ့တယ်အခုသူတလားပြမှာလဲသူတရေရတယ်ရိုဟင်္ဒရာထုံရင်ကွယ်လွန်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဝမ်းနည်းစရာပဲခင်ဗျအောက်လဲဆိုတော့တချိန်ကသူကမိခင်မြစ်တာပွဲတချိန်လေးတွေကိုရေးဆက်တည်ဆူသွားတယ်ခင်ဗျအဲ့တော့ဒီသားသမီးတွေအတွက်လဲတော်တော်လေးအမတ်တရဆရာကြီးတပါးပေါ့ခင်ဗျအဲ့တော့ဟင်္ဒရာထုံရင်တချိန်ကတော့ ဘယ်တော့မှရိုးတော်မှာမဟုတ်ဘူးခင်ဗျာဒီမိဘအမေရဲ့မြစ်တော်ကိုတိကျနေတဲ့သားသမီးအဖိုးကတော့ဘယ်တော့မှတော့ရိုးတော်မှာမဟုတ်ဘူး